တခါတော့ကမြင့်ငယ်ရွာဆိုရင်တစ်တော်ထူထက်ပြီးမြချောင်းနေနေတာယာလှပတဲ့ကြီးရွာလေးမှာချစ်ချင်းမေတ္တာနဲ့လှဝက်ချက်တွေကဖုံးခွေနေခဲ့ပါတယ်။ဒီရွာလေးမှာထွန်မြင့်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူဟာအလွန်ကြိုးစားတဲ့လေသမားတူဖြည်းပြီးအတော်ဆုံးလေသမားလို့လည်းသူ့ကိုခေါ်ကြတာပေါ့။သူကညီမဖြစ်သူတီတာနဲ့အတူတူနေထိုင်နေတယ်။ တီတာကတော့မဆက်ဖွာတဲ့သူတို့ဖြီးပြီးအတင်းဖြစ်နေကိုရွာထဲမှာလိုက်ပြောလို့ရှိတဲ့။ဒါပေမဲ့အကိုဖြစ်သူထွန်းမြင့်အပေါ်မှာတော့အယမ်းချစ်တဲ့။နောက်ပြီးတီတာမှာသူစားဆိုတဲ့သူနိုင်စားလို့ရတဲ့တငယ်ချင်းတယောက်ရှိတယ်။ပြီးတော့သူစားကိုသူ့ရဲ့ရောင်းမှဖြစ်စေချင်နေတဲ့။သူစားနဲ့ငါအကိုသာယူရင်ဒီအိမ်မှာငါစိတ်ချိုက်ချဲလဲလို့ရပြီဆိုပြီးလဲတွင်းနေမိတာပေါ့။တရက်မှာတော့တီတာက သူစာကြီးထတော့ငါအကိုထွန်းမြက်မနိုးခင်မှာခြံဝင်းထဲမှာတပြက်စီးထည့်သွားလဲကြည်ပြီးတော့စံကြောင်းထဲကရေခတ်ပြီးသူ့ရဲ့အိုးတွေထဲမှာဖြည့်လိုက်ယောက်ျားတွေကအလုပ်ကြိုးစားတဲ့မင်းကလေးတွေဆိုလို့ရှိရင်သဘောကျကြတယ်ဒါကြောင့်မင်းကိုအလုပ်ကြိုးစားတဲ့သူဖြစ်မြင်သွားအောင်လုပ်တော့ဆိုပြီးပြောတဲ့သူစားရဲ့စိတ်ထဲမှာညှဉ်းညူနေပင်မဲ့လဲလေးလံတဲ့ရေအိုးကြီးတွေကိုစံကြောင်းကနေတဲလာခဲ့ရတာပေါ့ညနေခင်းမှာတော့ထုံမြင့်ကတီရာကိုခေါ်ပြီးပြောတဲ့ ်ဒီတာငါပြောတာဒီချာနားထောင်ငါကသူ့ဆောက်ကိုမချစ်ဘူးသူမဘာပဲလုံးလုံးဒီချက်ဝင်းကြီးတစ်ခုလုံးကိုလှဲတာပဲဖြစ်ဖြစ်မြေခုနှစ်သွေးကရီခတ်တာပဲဖြစ်ဖြစ်ငါရဲ့နှလုံးသားကသူ့မကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူးဒါရီလုံခိုင်းနေတာကိုရက်လိုက်တာသူ့မကိုနားခွင့်ပေးလိုက်ဒီတာရဲ့မျက်နှာလဲတင်းမာသွားပြီဒါကိုပြောဖို့ငါ့ကိုခေါ်တာလားဟုတ်တယ်ဒီတာလဲဒေါသထွက်ပြီးအခန်းထဲကနေထွက်သွားတာပေါ့ဒီနေ့မှာတော့ထုံမြင့်တယောက် ပျော်ရွှင်စွာနဲ့လေချွန်ရင်သူ့ရဲ့ပေါတူးကိုပခုံးပေါ်တင်ပြီးလေဝင်းစီကိုတွားနေတာပေါ့အဲ့ဒီချိန်မှာခွေးဟောင်းတဲ့အတန်လေးကိုကြားလိုက်ရတယ်မိန်းကလေးတူဦးဟာပန်းတွေကိုကန်ရင်ပြေးနေခဲ့တယ်နောက်ကနေလေတွားရီချွန်တက်တဲ့ခွေးရိုက်တစ်ကောင်လိုက်နေတာကိုတွေ့လိုက်တာပေါ့ထွမြင်လေတို့တစ်ချောင်းကိုကောက်ယူပြီးခွေးရိုက်ကိုမောင်းထုတ်ဖို့တွားတာပေါ့ခွေးရိုက်လည်းကြောက်လန့်ပြီးအပြေးသွားတယ်ယမင်းကကျေးဇူးတင်ပါတယ်ရှင် ထွန်မြင့်ကသူ့ကိုကူပြီးထူပေးတယ်။ဖြည်းဖြည်းထနော်။ဒဏ်ရာရောက်သွားသေးလား။ယမင်းကမရပါဘူး။ကျွန်တော်ကထွန်မြင့်မှာနာမည်ဘလို့ခေါ်လေ။ကျမနာမည်ကယမင်းမှာ။ထွန်မြင့်နဲ့ယမင်းတို့နှစ်ယောက်သာချစ်ကြိုက်သွားကြပြီးလက်ထပ်လိုက်ကြတာပေါ့။ဒါပေမဲ့တီရရဲ့ယင်ထဲမှာတော့မချင်းတဲ့ချက်နဲ့ဒေါသမီးတွေကတောက်လောင်နေတာပေါ့။ပြီးတော့ ရမင်းကိုကြည့်မရပဲအမြဲတမ်းအလုပ်တွေကိုတစ်ခုပြီးတစ်ခုခိုင်းနေတာပေါ့အမြဲစူပူအောင်ငေါက်နေတယ်။တိတ်မကြခင်မှာပဲရမင်းမှာကိုဝင်ရှိလာတဲ့။နောက်ပြီးဝန်နေစရာတစ်ခုကတော့ထုံမြင့်တယောက်လယ်ထဲမှာမွေးကြိုက်ခံရပြီးတည်ဆုံသွားခဲ့တာပေါ့။နောက်ရက်မှာရမင်းလည်းတာဖြစ်သူဖို့တော့ကိုမွေးဖွားခဲ့တာပေါ့။ထုံမြင့်တည်ဆုံသွားပြီးတဲ့နောက်မှာတော့တိရရဲ့ဆူယုံမှုတွေကပို့ပို့ပြီးကြီးထွားလာခဲ့တယ်။ တမနက်မှာတော့တီတာကဟဲ့ယမင်းခြံဝင်းတဲကိုတပြက်စီလဲဖို့မေ့နေတာလားကြည်စမ်းညစ်ပတ်နေတာပဲငါအကိုကနစ်လို့ပြင်းရတဲ့မိန်းမကိုဘာလို့အိမ်ကိုခေါ်လာခဲ့တယ်မသိဘူးအန်အောချင်တော့စူပီစူပူတော့တာပေါ့ယမင်းကကျမအခုပဲလှဲလိုက်ပါမယ်စူပီကလေးကိုနောက်မှာပိုးပြီးတပြက်စီတွေလဲနေတာပေါ့တရက်မှာတော့ယမင်းရဲ့သားလေးဟာရေစားလို့အရန်ကိုငိုယိုနေတယ် ဒါပဲမယ်အိမ်မှာရေမရှိပဲတိတာကသူ့အတွက်ခက်ခိုင်းထားတဲ့အိုးထဲမှာပဲရေရှိတဲ့အဲ့ဒါကြောင့်ယမင်းလဲရေအိုးရဲ့အဖုံးကိုလှက်ပြီးရေကိုခတ်ဖို့လုပ်နေတော့မှတိတာကရောက်လာတယ်ပြီးတော့ဟဲ့တခုမှနင်ငါခွင့်ပြုချက်မရပဲနဲ့ငါရေကိုခိုးနေရလားယမင်းကယေစုပြုပြီးအမရဲ့ကလေးကရင်ငက်နေလို့ပါအဲ့ဒါဆိုလဲအခုချက်ချင်းစံကြောက်ကိုသွားပြီးရေခတ်လေမင်းမတင်မခတ်ပေါ့အော်ဒါလည်းကျမခတ်ထားတဲ့ရေပဲလေ ယမင်းလဲစိတ်ညစ်သွားတယ်။ညီငယ်ရွာမှာတနင်္ဂနွေနေ့ဆိုရင်စက်ကြောင်းကနေရေခတ်တာကိုတားမြစ်ထားတဲ့နေ့ဖြစ်တယ်။ပြီးတော့မြင့်တဲ့သမီးကအန်ဒီရဲ့ပေးတယ်ဆိုတဲ့အယူလဲရှိတယ်။ယမင်းလဲရေအိုးကိုကောက်ပြီးရေခတ်ဖို့သွားရတော့တာပေါ့။ယမင်းဆန်းကြောင်းကိုရောက်တဲ့အခါမှာတော့ လှပတဲ့မြည်ရေကြီးစုပြုပြီးကျမကိုဒေါသမထွက်ပါနဲ့နော်ကျမရဲ့ရောင်မကကျမကိုစိတ်ခိုင်းလို့ပါ ကျမရေခက်ပြီးအေးချမ်းချမ်းနဲ့ပဲပြန်ပြရစေအဲ့ဒီချိန်မှာစပင်တွေဖြူနေတဲ့အဖွားကိုတယောက်ကမြေပေးမှထိုင်နေတာကိုတွေ့လိုက်ရတယ်အဖွားကသမီးလေးရေကြီးစုပြုပြီးရေလေးပေးပါ အဖွားရေငက်နေတယ်ယမင်းလေအိုးရဲကနေရေကို အဖွားကိုချက်ချင်းပေးလိုက်တာပေါ့ အဖွားအိုကပြုံရင်ပြောလိုက်တယ်။မင်းဟာအရင်ကိုကျင်နာတဲ့စိတ်ရှိတာပဲ။ငါရဲ့တဲတဲကိုဝင်ပြီးအိုတလုံးကိုရွေးပြီးအိမ်ကိုယူသွားပါ။ပြီးတော့တယောက်တည်းပဲဖွင့်ကြီးဆိုပြီးပြောလိုက်တဲ့။ယမင်းလည်းတဲတဲကိုဝင်ပြီးတွေ့တဲ့အိုတွေတဲကအငယ်ဆုံးအိုးကိုယူလိုက်တယ်။အိမ်ကိုပြန်ရောက်တော့အိုးကိုဖွင့်ကြီးလိုက်တဲ့အခါမှာအိုးထဲမှာရွှေတွင်ကားပြားရီနဲ့ပြည့်နှက်နေတာကိုတွေ့လိုက်ရတော့တာပေါ့။ ရမင်းချမ်းသာသွားတဲ့တဲ့င်းဟာလည်းတရွာလုံးကိုလှင်မြန်စွာနဲ့ပြည့်နှက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာတီတာကတော့မနာလိုမှုတွေနဲ့လောင်မြိုက်နေတော့တာပေါ့။တီတာကသူစားကိုခေါ်ပြီးလာငါတို့အခုပဲဆန်းချောင်းကိုတွားရရအောင်။သူစားကဒါပေမဲ့ဒီနေ့ကတနင်္ဂနွေနေ့ကြီးလေတိတ်ဆန်းရမင်းကချမ်းသာနေပြီ။နင်ကစီးရဲခြင်းနေသေးရလား။တွားချဆို့။ သူတို့လည်းယမင်းလိုမျိုးအဖွားအုပ်ကိုတွေးပြီးတဲတဲကနေအိုးကိုယူခိုင်းတဲ့အခါမှာတော့သူတို့နှစ်ဦးဟာအကြီးဆုံးအိုးကိုယူပြီးအိမ်ကိုတည်လာကြတော့တာပေါ့ပြီးတော့အိုးကိုဆိတ်လုချစွာနဲ့ဖြန့်ကြည့်လိုက်တဲ့အဲ့ဒီချိန်မှာအိုးရဲကနေပြီးဒေါသတွေထွက်နေတဲ့ပြားရိုက်အုပ်ကြီးထွက်လာခဲ့တယ်တီတာနဲ့သူစားလဲပြားတွေသူတို့နောက်ကိုလိုက်လာတဲ့အတွက်ရွာထဲမှာပဲအော်ဟစ်ပြေးလွှားနေကြရတော့တာပေါ့နောက်ဆုံးမှာတော့ ညပက်နေတဲ့ရွှေအိုင်ထဲမှာချော်လဲသွားကြတော့တာပေါ့ရွာသားတွေကလည်းသူတို့ကိုကြည့်ပြီးရေမောနေကြတယ်သူတို့အတွက်ကတော့ဒါနဲ့ပဲထိုက်တန်နေလောဘကြီးတဲ့မိမတွေဆိုပြီးလဲပြောနေကြတော့တာပေါ့ယမင်းလည်းရွှေအိုရသွားတဲ့နေ့ကစားပြီးမျိုးတွေကကောင်းတဲ့အိမ်မှာပြောင်းပြီးနေထိုင်တယ်ပြီးတော့မုတ်ဆိုးမတွေအတွက်လည်းအိမ်တစ်လုံးဆောက်ပေးပြီးဆင်းရဲတဲ့သူတွေကိုလည်းကူညီပေးတာပေါ့နှစ်ပေါင်း20ကျော်လောက်ကြာပြီးချိန်မှာတော့ တဖြစ်သူဖို့တုတ်လဲနာမည်ကြီးဆရာဝန်တယောက်ဖြစ်လာပြီးဖျားနာနေတဲ့သူတွေကိုအခမဲ့ကုသပေးတဲ့တီတာနဲ့သူစာတို့ကတော့စင်ရဲ့ပြီးအထီးကျန်တဲ့ဘဝနဲ့သာနေထိုင်သွားကြရတော့တာပေါ့ကျင်နာမို့ဟာဘသူမှမပိတ်နိုင်တဲ့တကားတွေကိုသာဖွင့်ပေးပြီးလောဘကြီးမှုတွေကတော့ပျက်စီးခြင်းကိုပဲဥတီပါတယ်သူတစ်ပါးရဲ့အခြေအနေပေါ်မူတည်ပြီးညှဉ်းပန်းနှိမ့်ဆက်ခြင်းတွေမပြုတ်တင်ပါဘူး ဒီလိုမျိုးစိတ်ဝင်စားချက်အကောင်းတဲ့ဇလန်းလေးတွေကိုသဘောချရဲဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ခင်နဲ့နော်